တော်တို့ကအဲ့ဒီတိဦးချပေးတာမှာကျွမ်းသားတွေကိုခေါ်ပြီးတော့ကျွန်တော်တို့တူးတာတူးရပါတယ်။အဲ့ပေါ့တော်လမ်းဆိုရှိတယ်။ကျော်ရေးပြီးကဟိုကခွေးကုန်းဘက်ကလာမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကတက်မယ်ဆိုရင်ဒီရေးပြီးကရွာနဲ့ထိတ်မှာပေါ့တော်ပေါ့ခွဲထွက်တဲ့လမ်းလေးရှိပါတယ်။အပြင်နားမှာလည်းတူကျွန်တော်တို့ဘဘူတူးညောင်းလေးရှိတယ်။ဒီဘက်ပြေးဒီတရားအဲ့ဒီပေါ့တော်ပေါ့တော်မယ်ဆိုလို့ရှိရင်ဘယ်ဘက်ရှမ်းမှာလဲ။အဲ့ဒါနဲ့တိဦးပင်နေရှိတယ်။အပြင်နားမှာအကုန်လုံးနှုတ်ဟိုကျင်းတူးတော့ကျွာတိုင်းတော်တော်နဲ့တူခိုင်းပြီးတော့အကုန်လုံးပြုတ်ထားပါတယ်။ရေးပြီးကမှာနှာရေးနှာရေးအိမ် နိုင်ရေးရှိပါတယ်အဲနိုင်ရေးရှိတဲ့အိမ်ဟာ PDF အိမ်ပါ PDF တွေရောက်နေပါတယ်ဆိုပြီးတော့သူတို့ကတွေပေါ့ဟိုနေတို့ကတွေပေါ့ကောက်ကွေးပါကောက်ကွေးကနေတို့ရှိကိုတရင်လှမ်းပို့ပါတယ်အဲနဲ့နေတို့ကတွေပေါ့ကျွန်တော်လှမ်းပြီးတော့တရင်ပို့ပါတယ်ပို့တော့ရောဟာညီလေးလိုပဲဟောဦးမှာရေပုဂံထဲမှာတော့ဒီနိုင်ရေးအိမ်က PDF ဖြစ်နေတယ် PDF တွေရောက်နေတယ်ဆိုပြီးတော့ကျွန်တော်တရင်ပို့ရဲ့ရှင်ပါအဲဆိုရင်20ကိုပို့လိုက်လေဆိုတော့ဟိုခမိုင်းက20ကိုပို့လိုက်လို့ပြောရဲ့ရှင်ပါ သူကအဲ့ငါလည်းပို့ပြီးပြီးငါကြီးမင်းလည်းထပ်ပို့လိုက်အောင်ဆိုတော့အဲ့မှာကျွန်တော်လည်းထပ်ပို့လိုက်တယ်ထပ်ရရင်မှာခမန်း20ကိုကျွန်တော်ပို့လိုက်ချင်မှာဘူကြီးဘုံမှုနေလေးရှိကိုကျွန်တော်ပို့ပါတယ်အေးငါတို့လည်းအခုပဲစီစဉ်နေဆိုတော့အမှန်လေကျွန်တော်ပြောပြီးတော့မိနစ်ပိုင်းမှာပဲခမန်း20ရလူပေါ်မှာကျွန်တော်โอ้เตียว่าบ่120เตียเอาเนบ่เตีย20มะมะเตีย20มะมะตัวปิดทุบไล่ได้ปิดไล่ได้ฉิมมาอนาเยหุ တဲ့သွားကြပါလေကြားတဲ့အချိန်မှာနာရီအိမ်မှာရှိနေတဲ့လူကလူကလည်းအဆူလိုက်အဲ့ဒီကလည်းသူကနာရီရှာမဲ့နေဖြစ်နေခါကြတော့လူကဆူလိုက်ပြုံလိုက်ဆိုတော့မှထပ်ပြီးတော့၃ရောက်ပွဲချင်းပြီး၃ရောက်ပွဲချင်းပြီးပါတယ်အဲ့တော့၈ရောက်လောက်၈ဟိုနေမော၈ရောက်တော့မနေပေါ့မိသားစုတွေကဘယ်မှသွားစရာနေရာမရှိလို့လို့သူတို့ပြောတယ်အဲ့တော့ဟိုသူကဒလန်ပါဆိုပြီးတော့51တက်ကဘူးရအကုန်လုံးကိုလည်းဖမ်းလိုက်ပါအကုန်လုံးကျိုးတုပ်အတိုင်းမှာကျိုးတုပ်ပြီးတော့အဲ့ဟိုမီးရှို့လိုက်ပါတယ် ီယူရချင်းပါဟာအော်တဲ့ချင်းပါဒီ51တက်ကဘူရနည်းဖြစ်တယ်အာစုညာပဲလို့ပြောတော့အဲသူ့တပည့်ကိုနည်းဖြစ်ပြောတော့တွိုင်းပစ်မီချို့ရင်းတန်းလည်းပဲပြစ်တက်ခိုင်းလည်းပဲသူကနည်းတော့တော့တော့အာဟာမင်းအဲ့ဆိုလို့ရင်လောက်တော့မေးတာမဖြစ်ဘူးဟာဆိုပြီးတော့ကျွန်တော်ရှုပ်ခိုင်းပါလေကျွန်တော်ရှုပ်ခိုင်းပြီးတော့ကျွန်တော်ကင်ပေးထားတဲ့ခါကျတော့သူကကျွန်တော်ကိုဒီခေါင်းကကင်လို့ပြောတယ်ခေါင်းကကင်ကျွန်တော်ခေါင်းကိုသူညင်အောင်ကင်ပေးတာသူမေးနေတာဟုတ် အာသူရိုက်တက်ပြီးမေးတော့လည်းမဖြစ်ဘူးမဖြစ်အောင်ဟာဆိုတော့သူလေပင်ကိုကတော့ကခေါခေါကကတော့ကနေပေါ့လေပင်ကိုဒါနဲ့လှီးလိုက်ပါလေဒါကလှီးလိုက်လှီးလိုက်အချိန်မှာသူကလောကတော့ဆိုတော့ဟိုကြောက်မဖြစ်ချင်ဟာဆိုတော့လက်လှီးလိုက်ပါလေခဏညောင်လေးပင်တွင်ပြည်သူများအားအဆုလိုက်အပြုံလိုက်တက်ဖြတ်မှုများကျူးလွန်ခဲ့ဟုဖန်စီခံပြူကောင်းဆောင်လိုင်းမင်းကထွက်ဆို2023မှယခု2025ခုနှစ်ဖေဖော်ဝါရီလပိုင်းထိညောင်လေးပင်မြို့နယ်တွင်ခမရ20ခလာရ52နှစ် ခမရ984တရင်အပြင် ခမရ349ခလာရ350ခလာရ440နှင့်ခမရ8တရင်တို့ကလည်းဒေတာခံများတက်ဖြက်ရာတွင်ပါဝင်ခဲ့သည်ဟုပြူစောတီကောင်းဆောင်နိုင်မင်းကဖွင့်ဟသည်ညင်းဤထွက်ဆိုချက်များအရအစုလိုက်အပြုံလိုက်တက်ဖြက်မှုတွင်ခမရ20တရင်မှပုံမှုနေလင်ဘိုကြီးကျော်စွာလင်းနှင့်ဘိုကြီးစုံမျိုးထုတ်အပြင်ခလာရ59တရင်မှဘိုကြီးချစ်ကိုဝင်းတို့ကအတိတ်ကကျူးလွန်ခဲ့ကြောင်း အတိပေးသည်ထို့အတူခလာယ52တက်ရင်မှဘူကြီးအမိမတိနှင့်ခမယ984တက်ရင်မှဒုတက်ရင်မှုအမိမတိတို့ကလည်းပြည်သူများတက်ဖြက်ရန်နှင့်အလောင်းဖြောက်ရန်အမိန်ပေးခဲ့ကြောင်းထွက်ဆိုသည်အစုလိုက်အပြုံလိုက်တက်ဖြက်မှုတစ်ကြိမ်လျင်ပြည်သူ၅ဦးမှ၉ဦးအထိရှိခဲ့ပြီးမိရှို၍တနက်ဖြန်ပြစ်တက်ခြင်းမှာကျူးလွန်ခဲ့ကြောင်းလှိုင်မင်းကပြောသည်ပါကျွန်တော်နာမည်လှိုင်မဲပါအသက်ကတော့ကျွန်တော်42နှစ်ပါ။အဲတော့ညောင်လေးပြင်းမြို့မောင်ကရွှင်းစားလန်းကျွန်းကလေးပိုင်း ကိုလုံးသားမှာကျွန်တော်နေပါတယ်အဖေကတော့ဦးမြူဦးမောက်ကိုအဖေနှစ်ယောက်ရှိပါတယ်အမေကတော့ဒေါ်မြင့်တန်းပါဟုတ်ကဲ့ကျွန်တော်2022ကိုလာပိုင်း30လေးပါကျွန်တော်တနန်းပြီးဆိုတိတော့ကျွန်တော်စရောက်ဝင်ခဲ့ပါတယ်ဆယ်လာပိုင်းတရက်နေပါကျွန်တော်တကကတတက6 6ပါကျွန်တော်တနန်းတွားရောက်ပြီးတက်ခဲ့ပါတယ်တနန်းတက်တဲ့ကာလတော့15ရက်ကြာမြင့်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့တနန်းစပီးပြန်လာတဲ့အချိန်ကာလမှာ အိမ်မှာနားပြီးရှေ့ရဲ့စက်တလပိုင်းမှာကျွန်တော်တို့ဖန်စီမှုဆောက်လုပ်ခဲ့ပါတယ်အဲ့တော့ကိုရီးယားဘက်မှာ PDN နှစ်ယောက်ဝင်လာပါတယ်ဆိုတော့ကျွန်တော်တို့တရင်ကြာကျွန်တော်တို့ရှိကိုတရင်ရောက်လာတယ်ရောက်လာချိန်မှာကျွန်တော်တို့ကလည်းစပြီးတော့အားလုံးစုပြီးတော့ကျွန်တော်လည်းဖမ်းတဲ့ချိန်မှာစအောင်ဆုံးစပြီးတော့ဖမ်းစီတဲ့အဖွဲ့စီကတော့မြို့မလေးအဖွဲ့ကဦးမိုးကြီးခေါင်းဆောင်နဲ့ဦးမိုးကြီးဦးကလာကြီးဦးအောင်မင်းသားကြီးဖြစ်ပါတယ်ကျွန်တော်ကတော့ကျွန်တော်မြို့မကပြည်သူ့ဒီဖွဲ့ကတော့ဦးပွိတုံခေါင်းပေါင်းနဲ့ဦးပွိတုံခေါ်ဦးကျော်ကျော်ငယ် ဥကွန်ကြီးဥစင်တော်ကျွန်တော်လှိုင်မင်းဟုတ်ကဲ့ကျွန်တော်တို့မြို့မငါး၄ရောက်နောက်ပြီးတော့မန်းနေဆရာဆိုလို့ရှိရင်ဘုံမှုနေလင်းဘုံမှုနေလင်းနဲ့အဲသူအပါ၂ရောက်ပါပါတယ်ရဲရ၁၀ရောက်ပါပါတယ်အဲဒီမှာကျွန်တော်တို့လိုက်ဖမ်းတဲ့အချိန်မှာဟိုမြို့မလေးအဖွဲ့ကနောက်ကတူသူတို့လိုက်ဝိုင်းပြီးတော့ပိုင်းပြီးတော့သူပြစ်ပါလေပြစ်ပါဖမ်းတဲ့အချိန်မှာအထီးဝါတဲ့၂ရောက်ကတော့ကျွန်တော်တို့ဒီလက်ခုပ်ကံပုံကြောင်ရှိပါ မလမ်းမကမ်းလောက်မှာဒါပြီးလဲသွားပါလေလဲတဲ့အချိန်မှာကျွန်တော်တို့ကသွားပြီးတော့သူတို့ကိုဖမ်းဆီးပြီးတော့ကားနဲ့တင်ပြလိုက်ပါလေတန်ကားနဲ့တင်လိုက်တဲ့အချိန်မှာအဲ့ထိသွားတဲ့လူနှစ်ယောက်ကတော့မိုးချိုးနဲ့မှုန်တိုင်းဖြစ်ပါလေဟုတ်ကဲ့အဲ့ဒါနဲ့ကျွန်တော်တို့ကသူတို့ဖမ်းပြီးတော့လာရင်းနဲ့တင်ပြလိုက်ခါမှာတက်ကလေးကိုခေါ်သွားပါလေသူ20ကိုခေါ်သွားပြီးတော့မှ20ရလို့မှတခါသူတို့စေကူတောင်းမှုပြန်လုပ်ပေးပါလို့ဟောတင်ရပါလေဟုတ် ဟုတ်ကဲ့ကျွန်တော်2023တလပဲမှာကျွန်တော်ရုံးဝလီပေါ်မှာရုံးဝလီပေါ်တက်ကလီပေါ်ရုံးရုံးဝလီပေါ်မှာကျွန်တော်တို့အမိတ်ပြေးလိုက်ပါတယ်အဲ့ဒီမှာပါတယ်မလို့ရလဲဆိုတော့ဒီစားတဲ့ခြေခါတွေတဲ့ခွင့်မရှိဘူးဆိုတော့စံတို့စံဆိုလို့ချင်းလည်းအိတ်လိုက်တဲ့ခွင့်မရှိဘူးစီဆိုလို့ချင်းလည်းကျွန်တော်ငါးကလည်းပုံနဲ့တဲ့ခွင့်မရှိဘူးဟုတ်ကဲ့အဲ့ဒီမှာကျွန်တော်တို့အဲ့ဒါတွေကိုခံခိုင်းပါတယ်နောက်ဆုံးဓမြမြောစာတွေဓာတ်စီတွေဒီဇယ်တွေအစစသဖြင့်ပေါ်တော့ကျွန်တော်တို့အသိ အဲတဲပြီဆိုလို့ရှိရင်ကျွန်တော်တို့တိဖန်ခိုင်းပါတယ်ဖန်ခိုင်းချိန်မှာကျွန်တော်တို့ကလည်းဖန်ပြလိုက်ပါတယ်ဖန်တဲ့အချိန်ကမှတော့ဒါကျွန်တော်တို့ကလည်းအဲ့ဒီဖန်တဲ့အချိန်မှာဟိုပူကျိုးစီးပွားတော့ကိုကျွန်တော်တို့ကလုတ်ချပါတယ်ဘယ်လိုချလဲဆိုတော့ကျွန်တော်စံနဲ့စီနဲ့တင်လိုက်တဲ့အချိန်မှာစံတရင်းနဲ့စီဘောတင်လိုက်ပြီဆိုရင်ကျွန်တော်တို့9000နဲ့ပြည့်ပြီးခိုင်းပါတယ်ကျော် website ID ဆိုလို့ရှိရင်ကျွန်တော် website ID ဖမ်းပါတယ်တင်ထားပါတယ်ဒါပေမဲ့သူတို့လာမယူရတော့ဘူး ဲ့တော့ကျွန်တော်တို့အဲ့ဥစ္စာတွေကိုကျွန်တော်ကရောင်းချပြီးတော့ကျွန်တော်တို့ဖွဲ့တွေအကုန်လုံးကတူတူတုံးကြပါလေ။ဘယ်နေမှာတုံးတာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲ့ဒီမှာပတ်စံလဲနှစ်ဖြစ်တယ်ဆိုတော့အဲ့လိုကျွန်တော်တို့ကမကောင်းတဲ့ကောမတွေကိုကျွန်တော်တို့ကဟိုခေါ်ပြီးအိပ်ပါလေ။အဲ့တော့ကျွန်တော်တို့ကဟိုပတ်စံပြီးတော့ကျွန်တော်တို့အဲ့မကောင်းတဲ့ကောမတွေခေါ်ပြီးအိပ်ပါလေ။အဲ့လိုနဲ့ကျွန်တော်ကနေလာခဲ့။နောက်ချိန်မှာဒီမတင်ငါလို့ဆိုပြီးတော့နောက်ရက်အနည်းငယ်မှာပဲကျွန်တော်မတင်ငါလို့ဆိုပြီးတော့လူလေးယောက်ကိုကျွန်တော်ဖမ်းလိုက်ပါတယ်။ ားလိုက်အချိန်မှာစိုက်ကေကဖင်တော်မင်းဒစီနဲ့ဒိုင်ယမိတ်ဒစီဟုတ်ကဲ့အဲ့ဘေးနစီနဲ့ကျွန်တော်တို့ဖမ်းလိုက်တဲ့အချိန်မှာယောက်ျား၃ယောက်မိန်းမ၁ယောက်အဲကျွန်တော်တို့ရုပ်ထုတ်လိုက်တဲ့အချိန်မှာရုံးကအဲ့ဒီလူတွေကိုတတ်မပြည့်သေးတဲ့အတွက်တတ်ပြည့်တဲ့၂ယောက်တော့ကျွန်တော်တို့ကမ20ရလာခေါ်ရပါတယ်နစရလူကသူတို့စစ်စစ်မှုလိုတယ်စစ်စစ်မှုပြုလုပ်မယ်ဆိုတော့သူခေါ်ရပါတယ်မပြည့်သေးတဲ့နှစ်ယောက်တော့သူတို့ရက်ွက်လူကြီးကိုသူတို့နောက်ပိုင်းအဲ့ ်ချိုကောက်ပတူတာချိုရင်အဲ့ဒါလူကြီးကိုသူတို့တန်းပြီးတော့ခေါ်လိုက်ပါတယ်ခေါ်ပြီးတော့ဒါတိလာတိလာဆိုဟောကဲတိပါတယ်သူတို့သူတို့ကိုပြန်ထည့်ပေးလိုက်ပါတယ်ဒါပေမဲ့စိုက်ကဲတို့မပေးလိုက်ပါဘူးစိုက်ကဲတို့ကတော့တိုင်းသွားပါတယ်ဟောကဲကျွန်တော်အမှနှစ်လပိုင်းလောက်ရောနှစ်လပိုင်းလောက်ကြာတော့အဲ့ဒီမှာကျွန်တော်တို့ရေရလဲဆူလို့ဆက်တော့မိုးကလည်းအဲ့ဒီမှာမိုးကနောက်ကျတဲ့ခါကျတော့မိုးရွာတယ်အဲ့ဒါသူကလေတဲ့ငါးတွေကတက်တယ်ညနေဆောင်တော့မှ9နာရီလောက်မှသူကအိမ်ထဲကဒီကသူ့အိမ်ရှမ်းထဲမှာသူကငါးဖမ်းနေတယ်ကျော်လောက်ကုန်းသား သူနမယမှုံပြီးခေါ်ပါတယ်။အဲ့တော့သူကသူ့ကမီးတော်မှာဓမီနဲ့မဟုတ်ပါဘူး။ဖုံမီလေးနဲ့သူလိုက်ပြီးတော့ငားလေးလိုက်ခါတယ်။အဲ့ဒါကိုကျွန်တော်တို့ဒီခုနင်းတက်ကတွေပေါ့ဂျီတက်ကတွေပေါ့ဂျီတက်သူ့တကြအောင်ရင်လို့ခေါ်ပါတယ်။သူကလေပေါ်မှာတန်လန်းဘွားတွေပေါ့သူ့ရှန်ထဲမှာငားလိုက်ဖမ်းနေတယ်လို့ဆံပြီးပြစ်ပါတယ်။ပြစ်တဲ့အချိန်မှာဒါပေမဲ့ သူကတော့မသိပါဘူးဗောအသက်ဘေးကတော့လွတ်သွားပါတယ်လွတ်သွားဆိုရင်ဒဏ်ရာတော့ရပါတယ်ရှင်ဘက်ကမှန်သွားတဲ့အတွက်ဒီညလောက်မှန်သွားတယ်ဒါပေမဲ့ဟိုဆရာဝင်းရဲ့ဆရာမတွေပြောကြရရတော့ဒီတရရရတော့နှလုံးလုံးနာချက်ထောက်သွားတယ်ပြောပါတယ်အဲ့မှာသူကအဲ့လိုပြစ်ပြီးတော့ခါကြတော့ဘာကြောင့်ပြစ်တာလဲဆိုတော့လေသူဘာမှပြန်မေးဘူးအဲ့ချိန်မှာအဲ့ဒီမှာသူကလည်းမူးနေတာအအောင်ကြီးဆိုတဲ့သူကမူးပြီးတော့သူကမူးမူးနဲ့လှမ်းပြစ်လိုက်တာဟုတ်ကဲ့ကျွန်တော်တို့၄လပိုင်း25နေကြတော့ကျွန်တော်ရလောက်ကွာပြောင်းပြီးတော့ ပစုံမြောင်းကိုကျွန်တော်ကြားရောက်ပါတယ်ပစုံမြောင်းကိုကြားရောက်တဲ့အချိန်မှာကျွန်တော်တို့ပစုံမြောင်းကိုကြောက်တော့ကျွန်တော်ကဘလို့နေရတယ်ဆိုတာဒီတက်နဲ့အကူသွားပြီးတော့ကျွန်တော်နေရပါတယ်ခမရ20ခမရ20ပါတယ်ခမရ20ရဆိုဖြစ်ရင်ခေါင်းပေါင်းပေါ့ခေါင်းပေါင်းနဲ့သွားတဲ့ခါကျတော့ခေါင်းပေါင်းနဲ့များဘူကြီးကျော်သွားလင်းဘူကြီးကျော်သွားလင်းနဲ့ခမရ20ပါတယ်350ရ4ယောက်ပါတယ်350 4ယောက်ရဲရဒီတရင်ရဲရ5ယောက်ကျွန်တော်တို့ ညမငါပြစောတိရငါရောက်ငါရောက်ပါအပါဝင်ကျွန်တော်အပါဝင်ကျွန်တော်ကျွန်တော်ရဲ့တန်သေးရဲ့ဘိုက်ကလေးရဲ့လှမ်းမင်းထွန်းရဲ့ဦးစိန်ထွန်းရဲ့ကျွန်တော်အဲ့ငါရောက်အဲ့ဒါမှာသွားရောက်ပြီးတော့ကျွန်တော်တို့ကပူပေါင်းပြီးတော့ဟိုလူရောမဆိုတော့လုံချုံကြီးကကျွန်တော်တို့သွားပြီးတော့ပူပေါင်းပြီးအင်အားပြည့်သွားနေပြရတယ်အဲ့ဒီမှာကျွန်တော်တို့ကဘာမှအလုပ်မရှိတော့အဲ့မဲ့ကျွန်တော်တို့ကိုကျိုးစီးပွားသူကကျွန်တော်ဒီပြည်သူတွေရဲ့ ိုးရင်စီးစိမ်တွေကဟိုသူတို့ချာထားခဲ့လက်ဥစ္စာတွေပေါ့ပစ္စည်းတွေပေါ့ကျွန်တော်ကထုတ်ယူရောင်းစားခဲ့ပါတယ်ကြီးကျိုးဆိုလို့ရတယ်ကျွန်တော်ဝါကျိုးတွေဖြုတ်ပြီးကျွန်တော်ရောင်းစားခဲ့ပါတယ်တော့ကိုကျိုးစီးပွားတို့ကိုကျွန်တော်ချာချန်ခဲ့ပါတယ်အဲ့မှာကျွန်တော်ရဲ့ရောင်းဝါဆိုလို့ရှိရင်တော့ကျွန်တော်အဲ့ဒီမှာထမ်းဆောင်နေတဲ့ကာလာပတ်လုံးဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့စုစုပေါင်းရတဲ့ပတ်စံဆိုလို့ရှိရင်တော့ကျွန်တော်15လောက်ရပါတယ်တနည်းရရတော့မဟုတ်ပါဘူးဟိုစုစုပေါင်းကျွန်တော်ရတဲ့ပတ်စံ တော့ရှာရမြအဝင်းနဲ့ပေါ့နော်ကျွန်တော်အဲ့ဒီအရာလေးပေါ့အဲ့မှာတာဝန်ထမ်းဆောင်နေတဲ့အချိန်ထိဆိုလို့ရှိရင်တော့15တိလောက်ကျွန်တော်ရပါတယ်ကျွန်တော်တယောက်တော့ဟောအဲ့ဒီမှာကျွန်တော်တို့၄လပိုင်း29ရက်၄လ2023မှာကျွန်တော်ကဒီ50တိနဲ့ထပ်ပြီးတွေ့ရတဲ့အချိန်မှာဒီအိမ်ဒီမှာရှင်းနေတဲ့ခါကျတော့ဒီသူတို့မိသားစုတွေကဘယ်မှသွားစရာနေရာမရှိလို့လို့သူတို့ပြောတယ်အဲ့တော့ဟိုသူကဒလန်ပါဆိုပြီးတော့ဒီ50တိတက်ကဘူးရအကုန်လုံးဟိုနေဖမ်းလိုက်ပါအကုန်လုံးကျိုးတုပ်အတိုင်းမှာကျိုးတုပ်ပြီးတော့အဲ့ဟို မီရှို့လိုက်ပါတယ်မီရှို့တဲ့အချိန်မှာဟာအော်ဒန်းအချိန်မှာဒီ51တက်ကဘူရနည်းဖြစ်တယ်အာစုညာပဲလို့ပြောတော့အဲသူ့တပည့်ကိုနည်းဖြစ်ပြောတော့တွိုင်းပစ်အဲမီရှို့တဲ့အတန်းလည်းပဲပြစ်တက်ခိုင်းလိုက်ပါတယ်အဲ့ဒီဖြစ်ပြီးတော့ကျအနေငယ်ကြာမှာပဲဒီအလုံးလုံးပြီးတော့ဆက်လန်းသွားလုတာလို့ပြောတယ်ဆက်လန်းသွားလုပြီးပြန်လာတဲ့မိသားစု9ယောက်ကိုသူကပြန်မှာဝိုင်းကိုပြန်မှာဟောဒါဆိုများသူကဒီရွာကောင်းစီတော်မလို့ရွာဖြစ်လာတဲ့ဥစ္စာအဲ့ဒါ ျော်ဈေးပိုင်းမှာသူတို့ဖမ်းထားတယ်ရဲအောင်အဲကျွန်တော်တို့ရှိကိုလှမ်းခေါ်လိုက်တယ်ခေါ်ရချင်းမှာကဲခမောင်ဒီကဒါဘာလို့ကညော်လိမ့်ပြန်သားတယ်နေကန်နေဆိုသူတို့တိလာသူမေးတယ်ကျွန်တော်တို့ကမသိဘူးမေးတယ်မသိဘူးမေးတဲ့အချိန်မှာရိုက်နှက်ပြီးတော့ကျွန်တော်မေးကြတယ်ကဲခမောင်ဘယ်သွားမှလဲအခုမှခမောင်တို့ဒါဘယ်ရလာတာလဲခမောင်ဒီဘွားမှာတွားလာလို့မရတော့ဆိုခမောင်တို့မသိဘူးလားကျွန်တော်မေးရချင်းမှာသူတို့ကလည်းမေးတယ်ပြောတယ်ပြောချင်းမှာဘလို့ပြောတော့ဆိုတော့ဟိုသူတို့မသိလို့ဝင်လာတာဝိုင်းဟိုတွားမှာဆိုတော့အဲ့ဒီမှာကျွန်တော်ကလည်းတခါပြန်ပြီးတော့နှိမ့်ခဲ့လိုက်တယ်ဟာအဲ့ဆိုလို့ရှိရင်တော့ ဒီပစုံနောသားရှိတယ်ပစုံနောသားဘာလို့လဲဆိုတော့ကိုစံဦးတို့ခနဲတို့ကိုဆိုင်တို့ကျွန်တော်ခေါ်ပြလိုက်ခေါ်ပြလိုက်အချိန်မှာသူတို့ကိုခေါ်ပြီးတော့ကျွန်တော်သူတို့နဲ့ဟိုသူတို့လက်ကိုအပ်ပြီးခဲ့လိုက်တယ်အဲ့အချိန်မှာသူတို့ကလည်းမေးတာပေါ့မေးမှာရိုက်နှက်ပြောမေးတယ်အဲ့အချိန်မှာအဲ့ငါးဦးမှာကလေးနှစ်ဦးလင်မယားနှစ်ဦးရဲ့တော့အရွယ်ဟို20လောက်20ကျော်ဝင်း20ကျော်လောက်အဲ့ ွဲကားသားတယောက်အဲ့ဒီ9ယောက်ကိုမေးချက်ရှင်ပါသူကလည်းဟိုသူတို့သွားလာမယ်နေလမ်းကြောင်းသူတို့အမှန်တော့တာပေါ့ဒါပေမဲ့ကျွန်တော်တို့ကတော့ဟိုသူတို့လည်းလမ်းမေးတယ်မသိဘူးကျွန်တော်ကတော့မသိဘူးပြောတာပေါ့ဒါပေမဲ့ तू ကပစွန်မောင်းသားကိုဆိုင်ရအဲ့သူတို့မေးတဲ့ဆရာကမေးတဲ့ခါကျတော့လေသူတို့ကလည်းမသိဘူးဆိုတော့ကဲမသိဘူးဆိုတော့လည်းဒါခင်ဗျားတို့သဘောပဲခင်ဗျားဆက်ပြီးတော့ရှင်းလိုက်တော့ကျွန်တော်တို့ကတော့ကျွန်တော်တို့စကန်ကျွန်တော်ပြတ်မယ်ဆိုကျွန်တော်ပြန်လာခဲ့တယ်နောက်နေ့မှကျွန်တော်မေးတဲ့ခါကျတော့ဘယ်ဘလို့လုံးလိုက်လဲလို့ဟိုဘယ်ကိုပုတ်လိုက်လို့ကျွန်တော်ပြီးတော့မ90ကိုပုတ်လိုက်တူတူပြောပါတယ်ခင်ဗျား အဲ့ဒီမကြအဲ့ဒီအချိန်နည်းနည်းကြာပါပဲကျွန်တော်တို့ကဒီပစုံမျိုးရွာတွေကစာသင်ကျောင်းတစ်ကျောင်းပါလူတန်းတွေကြားတယ်ဆိုရင်ကျွန်တော်ကဖြတ်သွားဖြတ်လာလောက်ရတယ်အဲ့ကျောင်းကိုအဲ့ကျောင်းကိုကျွန်တော်ကြော်သွားတယ်ကြော်တဲ့အချိန်ကပါအဲ့ကြောင်တော့ရောက်တော့လူတန်ကြားလို့ဆိုတော့ခရုံးဆိုတော့အတန်ကြားလိုက်လို့ဆိုပြီးတော့ဟာဒီထဲမှာပါလဲပေါ့အဲကြောင်တော့ခွေးလို့တော့မရှိတော့ဘူးဆိုတော့အဲဒါဆိုတော့လူပဲဆိုပြီးတော့ကျွန်တော်တို့တွက်ကြည့်တယ်တွက်ကြည့်ရင်ပါတမခွန်ကမရှိကဟာတမခွန်ခွန်ပေါ့ ခုံကအဲ့ရကတော့ကအဲ့ဆိုကိုလိုက်မယ်ခမရတော့တွက်ကြည့်ကြော်ပွားထောက်ပြရမယ်ဒီတွက်ကြည့်ခိုင်းကြည့်ရချင်းမှာကျွန်တော်တွားလဲတွက်ကြည့်လာရောလူတယောက်တွေ့ခဲ့ပါတယ်လူတယောက်တွေ့တော့ကျွန်တော်ဖမ်းလာခဲ့တယ်အဲ့ဒီလူကအသက်30ဝန်းကျင်လောက်ရှိပါတော့အဲ့အဲ့ခမရပါလာလွတ်တာပေါ့တွက်မေးတယ်အဲ့ကတော့ကလေးပေါ့သူကဘာမှလို့မဖြစ်ဘူး ဒါကင်လိုပဲပြောတဲ့ခါကျတော့ကင်လိုရောဘယ်လိုသူကဘလူးပြောလို့ပြောနေမှမသိဘူး။ဒါပေမဲ့လူကစိတ်နှံ့လားမနှံ့ဘူးလားတော့ကျွန်တော်ယူစားတော့ကျွန်တော်ကတော့မယူစားတတ်ဘူးအဲ့ရှင်ပါ။အဲ့နဲ့ตัวเราเมเล่เนี่ยใช่มั้ยบ่มาหลุแล้วมาเปล่าတော့ဟာဒါဆိုတော့กระดงอ่ะလीပြောဒါဆိုပီတီရက်ပဲဒီထဲမှာပီတီရက်ညင်တော့ခုအောင်ွားတာအဲမဲလို့ပီတီရက်ရဲ့ချက်နေခဲ့တာမဲလို့ဘာလဲဘာလာထောက်လန်းတာလဲဆိုတော့ तू อ่ะเมเล่ใช่มั้ยအဲเมเม้เนี่ยဒီဘက်အเจ้าဒီဘက်နားတော့ပါအဲဇီလန်းလောက်ပါ ကျွန်တော်ခေါ်သွားပြီးတော့အမေဒါဆိုတော့မင်းတို့အဖွဲ့တွေဘက်မှာလဲသူကမေးတယ်မှန်မှန်ဖြစ်သူကသူကဘာမှလို့မဖြစ်ဘူးกินလို့ပဲပြောတယ်กินလို့လားချမ်းလို့လားရှင်းလို့လားမသိဘူးလားအသက်30ဝန်းကျင်ဆိုတော့ဒါဟိုသူကလည်းတော့တောက်တယ်အဲဟာမင်းအားဆိုလို့ရေလောက်တော့မေးတာမဖြစ်ဘူးဟာဆိုပြီးတော့ကျွန်တော်ရှုပ်ခိုင်းပါတယ်ကျွန်တော်ရှုပ်ခိုင်းပြီးတော့ကျွန်တော်ကင်ပြလာတဲ့ခါကျတော့သူကကျွန်တော်ကိုဒီခေါင်းကကင်လို့ပြောတယ်ခေါင်းကကင်ကျွန်တော်ခေါင်းကိုသူညင်အောင်ကင်ပြလာသူမင်းနေတာဟုတ် အာသူရန်တက်ပြီးမေးတော့လည်းမဖြစ်ဘူးမဖြစ်အောင်ဟာဆိုတော့သူလေပြုံးကိုကတော့ကခေါခေါကကတော့ကနေပေါ့လေပြုံးဒါနဲ့ထိလိုက်ပါလေဒါကလီးလိုက်လီးတဲ့အချိန်မှာသူကလောကတော့ဆုံးတော့ဟိုကျောင်းမဖြစ်ကြုံဟာဆိုတော့လေလီးလိုက်ပါလေခဏဟုတ်ကဲ့ကျွန်တော်တလပိုင်း2024တလပိုင်းသုံးရက်နေပါကျွန်တော်တို့ပစုံမြောင်းဆွတ်တယ်ပိုင်းကိုကျွန်တော်ထပ်ပြီးတော့တောင်းဝတ်တော်ထမ်းဆောင်ခဲ့ရပါတယ်အဲ့ဒီမှာကျွန်တော်အပါဝင်မင်းမော်ဦးမြင်းမြတ်အောင်တိုင်မင်းထွန်းကျော်ဦး ောက်ပဲကျွန်တော်အဲ့9ယောက်ထပ်ပြီးတော့တွားပြီးတော့ထမ်းဆောင်ခဲ့ရပါတယ်။အဲ့ဒီအချိန်ကပါဆွတ်တလဲကိုရောက်တဲ့အချိန်မှာကျွန်တော်တို့ကလောက်ကမရှိဘူး။လောက်မရှိတော့ကျွန်တော်ကဒီဘွေးဒီမ20ခမရ20ကဘွေးကြီးခိုင်းတော့ကျွန်တော်လိုက်လောက်ရပါတယ်။အဲ့ဒီမှာခမရ20ကခမရ20ကဘွေးကျွတ်သွားလင်းနဲ့ကျွန်တော်ကဘာလောက်ရလဲဆိုတော့သူတို့ခိုင်းတာလေကျွန်တော်လိုက်လောက်ပြရတယ်။ဒီအိမ်ကြီးကဒီဘောကတစ်တေကိုသူတို့ကားနဲ့တင်တယ်။တစ်တေပြင်နေ စသဖြင့်ကျွန်တော်အကုန်လုံးပေါ့ဖိုးတန်တာပြည်စည်းပြည်ပေါ်ကပြည်စည်းဟုတ်ကဲ့အဲ့ဒါတွေကိုကျွန်တော်တင်ပြီးတော့ဟိုသူတို့ကသူထုတ်ယူပါတယ်ကျွန်တော်လေးလပိုင်း2024လေးလပိုင်း10နှစ်မှာစစ်ကောင်စီရဲ့ဒီပေါ်မှာကျွန်တော်တို့ဒီစစ်မှုတန်းရံအတွက်ဆိုတော့ကြီးညာပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ကလက်ကန်းစားဆောင်နေလိုက်တော့ကျွန်တော်ဝေခိုင်းပါတယ်ကျွန်တော်ဝေခိုင်းရဲ့အချိန်မှာကျွန်တော်ခေါမောင်ဥက္ကိတုံဥက္ကိတုံခေါ် ိုကြော်ကြော်ငြင်းရပြီးမှကျွန်တော်ကိုလိုက်ပြီးတော့ဒီလက်ကန်းစားဆောင်လိုက်ပြီးဝေခိုင်းပါလိမ့်မယ်။အဲဒီမှာဘယ်သူပါအောင်လဲဆိုတော့သူကကိုကွိတော့ကကိုကြော်ကြော်ငြင်းရလေပေါ်မှာကျွန်တော်ကိုတွေ့ဟိုနေပေါ့ဒါလေလောက်ရမယ်လောက်ရမယ်ဘလူဘလူလောက်ဆိုတော့ပြောတဲ့ချိန်မှာအဲဒီမှာကျွန်တော်ကလေးကလူပြန်ပြီးတော့ဆင်လိုက်ပါလိမ့်မယ်။ဘယ်နဲ့ရောဘယ်နဲ့ရောဆိုတော့မှကျွန်တော်ကျွန်တော်ပါဝင်ကုကွန်ကြီးမင်းမော်ဦးကုကွန်ကြီးမင်းမော်ဦးဒါလှိုင်မင်းထွန်းကြော်ဦးနိုင်လင်းစု ကိုဖြူတခေါကိုလိုတခေါဟောကိုစင်တော်ကိုစင်တော်ဟောကျွန်တော်တို့အလုံး22ရောက်ဗျဟုတ်ပဲကျန်တာရဟိုအလုံးအားနဲ့ကျွန်တော်ကအလုံးလူစင်ပြီးတော့ကျွန်တော်တို့ကဒီလက်ကန်းစားဆောင်တွေလိုက်ဝေပါတယ်ဝေပြီးတဲ့အချိန်မှာကျွန်တော်ကဘယ်လိုမြူသွားရလဲဆိုတော့ခင်ဗျားတို့တင်တန်းသွားမှာဝေကြီးမဟုတ်ဘူးဒီ20တင်ပဲ20မှာနေပဲခင်ဗျားတို့တက်ရမယ် 20အိမ်မှာပဲတက်ပြီးလို့ရှိရင်ခမောက်အိမ်မှာပဲပြန်နေရမှာဟုတ်လားလာခါရအိမ်မှာပဲနေရမှာဆိုပြီးကျွန်တော်အဲ့လိုမြူဆွဲခဲ့ပါတယ်အဲ့ဒါနဲ့ကျွန်တော်တို့မြူဆွဲပြီးတော့ကျွန်တော်တို့အသက်ပြည့်တဲ့လူတွေဆိုလို့ရှိရင်အဲ့ဒီမှာပဲကျွန်တော်တို့အဲ့ဒီကြံမတိုက်ခင်မှာအားကျကျွန်တော်တို့မှန်း20ကိုတော်ရပို့ဆောင်ခဲ့ပါတယ်ဒီကြံတွဲမှာကျွန်တော်တို့နားလိုက်ပါတယ်ဒါပြီးတော့ကျွန်တော်တို့ကဒီကြံတွဲမှာလုံလုံရေးကိုကျွန်တော်ကဒီမန်နက်တွေတော့ကျွန်တော်ဆက်လိုက်ပြီးတော့ကျွန်တော်တာဝန်ယူပေးရပါတယ် အဲ့ဒီမှာယူကြီးကျွန်တော်တို့တကြံပြီးွားတဲ့ကာလမှာကြံတဲ့အလူတွေကိုထပ်ခေါ်ပြီးတော့ကျွန်တော်တို့20ပါပဲနောက်ဆုံးဂျုံဂျုံရေးယူပြရတော့တယ်။ဘာလာပဲ9ရက်နေ့မှာစတင်ပြီးတော့ကျွန်တော်တို့ထွက်ခွာခဲ့ပါတယ်။ကားလျှောက်စီးနဲ့ကျွန်တော်တို့စတင်ပြီးတော့ထွက်ခွာခဲ့တယ်။ထွက်ခွာခဲ့တဲ့အချိန်မှာကျွန်တော်တို့440မှာတွားပြီးတော့ပေါင်းပါတယ်။လေရ၄၀ဘယ်နဲ့စီးလဲလို့ဆိုတော့ကျွန်တော်မသိပါဘူးခင်ဗျ။အာသူတို့ကြီးပါများတယ်။အဲကျွန်တော်ကြီးကပါတဲ့လူအင်အားတော့6ယောက်ပါပါခင်ဗျ။ကျွန်တော်ပါဝင် ဥက္ကံကြီးပိုးရှေကျော်ဦးတန်းထီဟုတ်ကဲ့ကျွန်တော်ပါဝင်6ရောက်ပါခင်ဗျအဲ့ဒါလေကျွန်တော်တို့စတင်ပြီးထွက်သွားတဲ့အချိန်မှာ440ရာဒီပုံမှာအမြန်လမ်းပေါ်တက်ပါအမြန်တော့ကျွန်တော်ပထမဆုံးကြားတာကတော့ဒီတတက6လူဆိုပြီးတော့ကြားပြီးတော့နောက်ဆုံးမဟုတ်ဘူးဗျရန်ကုန်ဘက်မောင်းသွားတော့အဖေသွားမလို့မသိဘူးဆိုတော့အဲ့ဒီမှာကျွန်တော်နှစ်ချက်ခွဲ3နိုင်လောက်ပါကျွန်တော်စီလဝါစိတ်ကောင်းအောင်ရောက်ပါတယ် စီတဝါစိတ်ကန်းရောက်တော့မှတင်မောနဲ့ဟိုနေရှင်းလင်းဆိုတဲ့သူဒီစစ်တင်မောပေါ့ဟောစစ်တင်မောကြီးနဲ့ကျွန်တော်တို့ပို့ဆောင်ကျွန်တော်တို့ပို့ဆောင်ပေးခဲ့ပါတယ်9နိုင်ထုံးမှစတင်ထွက်ခွာခဲ့တယ်9ရက်နေ့ညနေ9နိုင်မှစတင်ထွက်တယ်10ရက်နေ့မနက်အနေနဲ့တနိုင်ထုံးမှမော်လမြိုင်စိတ်ကန်းကိုကျွန်တော်ရောက်ပါတယ်အဲ့မှာမော်လမြိုင်စိတ်ကန်းကိုတော့ မဆိုင်ကျွန်တော်ဒီမှာတန့်လို့ရင်တံတားနဲ့ခံလို့ဆိုပြီးတော့ဒီဘက်မှာရက်ထားပြီးတော့ဟိုဘက်ကလည်းကျွန်တော်ဟိုတင်မောနဲ့ဘောတော့ကျွန်တော်ဒီစစ်တင်မောနဲ့ကျွန်တော်တို့ကဲတော့လာပြန်ကြိုးပါလေ။ဟာ၃နိုင်ခွဲမှာကျွန်တော်ကားပေါ်ရောက်ပြီးကားပေါ်စတဲ့ထောက်ခွာခဲ့တယ်။ထောက်ခွာခဲ့တဲ့အချိန်မှာဟိုကျွန်တော်တထောအမှတ်ကိုအမှတ်ကိုတင်တန်းကြောက်ကိုညနေ6နိုင်ခွဲမှာကျွန်တော်ရောက်ခဲ့ပါလေ။ငါလာပိုင်းမှာကျွန်တော်တင်တန်းသားတွေတော့ပို့ပြီးပြန်လာခြင်းမှာငါလာပိုင်း7ရက်နေ့မှာကျွန်တော်ရွက်လောက်ကို တာဝန်ကျခဲ့ပါတယ်။အဲ့မှာကျွန်တော်အပါဝင်အလုပ်ခုနှစ်ဦး။အဲ့ကျွန်တော်ကြာတာဝန်ထမ်းဆောင်နေတဲ့အချိန်မှာကျွန်တော်တို့အခုလိုပေါ့ဟိုပထမပိုင်းလိုပဲဟိုဒက်စီတို့ဒီဇယ်တို့မျောစာတို့ကျွန်တော်တက်ခွင့်မပေးပါဘူး။အဲ့တော့ကျွန်တော်မန်နက်ဆေးရီပေါ်ပဲကျွန်တော်တို့မန်နက်ဆေးရီပေါ်တိုက်ရဲကျွန်တော်တို့လောကကိုကွန်မန်လှမ်းပေးထားတဲ့အခါကျတော့ကျွန်တော်အဲ့ဒါတွေကိုဖန်စီထင်းသိမ်းခဲ့တယ်။အဲ့တော့ကျွန်တော်တို့ကတဲမယ်ဆိုရင်ကျွန်တော်စက်ကြီးနဲ့စက်ကြီးကောက်ပါတယ်။ အဆက်ကြီးနဲ့ကျွန်တော်တို့ဆက်ကြီးကိုဟိုတိပိပါကိုဘလောက်တဘိုးကိုတစ်ခေါက်ကိုဘလောက်ဆိုပြီးကျွန်တော်တို့ဆက်ကြီးကောက်ခဲ့ပါတယ်ဒီရောစားရဲဆိုလို့ရှိရင်လည်းကျွန်တော်တို့တလုံးကိုတစ်ထောင်ပြတစ်ထောင်ငားပြင်ငားရကျွန်တော်တို့ကောက်ခံခဲ့ပါတယ်အဲ့ဒီမှာပဲအဲ့လိုနဲ့ကျွန်တော်ကောက်ခံပြီးတော့ကျွန်တော်ခုနှစ်ယောက်ကအဲ့မှာတာဝန်ထမ်းဆောင်ခဲ့ပါတယ်အဲတော့ရက်နေခဲ့ကြမှာရေပြူကမ်းမှာနှာရေးနှာရေးအိမ်နှာရေးရှိပါတယ် အန်အေးရှိတဲ့အိမ်ဟာပီတက်အိမ်ပါပီတက်တွေရောက်နေပါရဲ့ဆိုပြီးတော့သူတို့ကတွေပေါ့ဟိုနေတို့ကတွေပေါ့ကောက်ကွေးပါကောက်ကွေးကနေတို့ရှိကိုတရင်လှပို့ပါလေအဲ့ဒါနေတို့ကတွေပေါ့ကျွန်တော်လှမ်းပြီးတော့တရင်ပို့ပါလေဟိုတော့ရောဟာညီလေးလိုပဲဟုတ်ဟိုမှာရေပုဂံထဲမှာတော့ဒီနိုင်အိမ်ကပီတက်ဖြစ်နေတယ်ပီတက်တွေရောက်နေတယ်ဆိုပြီးတော့ကျွန်တော်တရင်ပို့တဲ့ချိန်မှာအဲ့ဒါဆိုရင်20ကိုပို့လိုက်လေဆိုတော့ဟိုခမရ20ကိုပို့လိုက်လို့ပြောတဲ့ချိန်မှာသူကဟဲ့ငါလည်းပို့ပြီးပြီးငါကြီးမင်းလည်းထပ်ပို့လိုက်အောင်ဆိုတော့အဲ့မှာကျွန်တော်လည်းထပ်ပို့လိုက်တယ် ထွက်ခွဲချိန်မှာခမန်း20ဝိုးကျွန်တော်ပို့လိုက်ချိန်မှာဘူကြီးဘုံမှုနေလေးရှိကိုကျွန်တော်ပို့ပါတယ်အေးငါတို့လည်းအခုပဲစီစဉ်နေတယ်ဆိုတော့အမှန်တယ်ကျွန်တော်ပြောပြီးတော့မိနစ်ပိုင်းမှာပဲခမန်း20ရလို့မှကျွန်တော်ဟိုတရားဟာဘော120တရားဟိုနေဘော120မမတရား20မမသူကပြစ်ထုတ်လိုက်တဲ့ပြစ်လိုက်တဲ့ချိန်မှာအနာရေးဟိုတဲ့သွားကြပါလေကြားတဲ့ချိန်မှာနာရေးအိမ်မှာရှိနေတဲ့လူက လူကလည်းဆူလိုက်အဲ့နေ့ကလည်းသူကနာရေးရှားမဲ့နေ့ဖြစ်နေခါကြတော့လူကဆူလိုက်ပြုံလိုက်ဆိုတော့မှထပ်ပြီးတော့၃ရောက်ပွဲချင်းပြီး၃ရောက်ပွဲချင်းပြီးပါတယ်အဲ့တော့၈ရောက်လောက်၈ဟိုနေမော့၈ရောက်ထက်မနေပေါ့ဒဏ်ရရှိပြီပါကျွန်တော်ခုနှစ်လပိုင်း2020 2024 2029ရက်စပြီးတော့ကျွန်တော်တို့ကဂျေဘူးကဟိုသူကရှင်းလင်းဝင်မယ်ဆိုပြီးညခင်တနားရီခွဲလောက်မှာကျွန်တော်တို့စတင်ထွက်သွားပေးရပါတယ် စားတိထုတ်ရခဲ့ရတဲ့ချိန်မှာကျွန်တော်ညခင်မှစထွက်တဲ့ချိန်မှာကျွန်တော်ပါဝင်5ဦးကျွန်တော်ပါဝင်5ဦးတော့ကောက်ကွေးရွာနေတူးဦးဆောင်ပါဝင်တော့ပြီးတော့ကျွန်တော်မြို့မလေးအဖွဲ့ရဆိုလို့ရှိရင်ဟိုဦးကလာကြီးဦးဆောင်မှုနဲ့၄ဦးမုတ်ခမှုရွာဆိုလို့ရှိရင်မုတ်ခမှုရွာကိုဝါလေးဦးဆောင်5ဦးတို့ကျွန်တော်ကအဲ့မှာကျွန်တော်စတင်ပြီးတော့ထောက်ခွာခဲ့ရပါတယ် ဟုတ်ကဲ့အချင်းပါကျွန်တော်တို့ကဒီအနောက်ကုန်းချောင်းထိပ်ကိုရောက်တော့အချင်းပါဒီနောက်ကတက်ကိုကျွန်တော်ဆောက်ရတယ်တက်ကိုတက်ကဆောက်တော့တက်ကသူ့လာတဲ့တက်ကဒီ984ခမရ984မန်ရှူတက်မန်ရှူတက်လို့ပြောပါတယ်အဒုတိယဘုံမူကြီးပေါ့ဒုတိယဘုံမူကြီးဥဆောင်ပြီးတော့အဲဒီမှာနောက်ပြီးတော့ဒီစစ်ကြောမှုလည်းပါတယ်စစ်ကြောမှုလို့တော့ဟိုကုကဲမှုတွေပေါ့အဲ၃ဘွဲ့နဲ့ရာရှိတယ်ပါပါတယ်အဲဒီမှာကျွန်တော်တို့เนี่ยကျွန်တော်တို့ဟို point လုပ်ပြီးတော့အဲရှင်းခိုင်းတယ်ရှင်းခိုင်းတယ်ရှင်းခိုင်းတဲ့အချိန်မှာကျွန်တော်တို့ကလည်းဝင်ရှင်းပေးတယ်နောက်ဆုံးသူတို့လည်းဝင်ပြတဲ့အချိန်မှာအဲလူဒီရွာသားတွေထိကုန်တယ်ထိကုန်တဲ့အချိန်မှာထိတဲ့လူတွေထိပေါ်ကြားတဲ့လူတွေကြားအဲ့ဒါကိုနောက်ကဒီပေါ်ကားနဲ့အဲလူတွေကိုပြန်ဆွတ်ထုတ်သွားတာတော့ကျွန်တော်သိပါတယ်ဗျဘယ်ကိုဘလို့လောက်တယ်ဆိုတော့ကျွန်တော်ကအဲ့ဒါတော့ကျွန်တော်ဆက်လိုက်ကြောင်းမသိဘူးအဲဘာလို့လဲကျွန်တော်တို့ကရှေ့ကိုဆက်ပြီးတော့မဲနေရတဲ့အတွက်မလို့ဒီနောက်ကိုကပြန်ပြီးတော့ကျွန်တော်တို့ကဟိုပြန်ပြီးမသိနိုင်တာဟုတ်ဟောကျွန်တော်အဲ့ဒီမှာပဲ မနေ့ရှင်းလိုက်လောက်ကြတော့ကျွန်တော်ရွာလူကြီးကိုခေါ်ခိုင်းလိုက်တယ်ရွာလူကြီးဘုသူလဲရွာလူကြီးဘုသူလဲဆိုတော့ကိုဖို့တို့လို့ခေါ်ပါအဲကိုဖို့တို့ကိုလည်းခေါ်ခေါ်လိုက်တဲ့အချိန်မှာကျွန်ရောက်လာတယ်ကိုဖို့တို့နဲ့အဲကဲခမရဒီရွာထဲကခမရဒါခမရလူကြီးလားမသိဘူးဟုတ်ကဲ့သူလူကြီးပါပြောတယ်အဲနဲ့ကဲအားဆိုခမရယာယီမှုလည်းရှိတာရှိတယ်ပြောတယ်အယာယီမှုနဲ့သူဒီလူကြီးနဲ့ပေါ့အားလုံးတိမ်စင်းတိမ်တဲ့ကျွန်တော်တို့လူလိုက်ပြီးတော့စစ်တယ်အဲစင်းပုံစံမျိုးပေါ့အဲပြီးတော့ကျွန်တော်လည်းကောက်ခါကိုခေါ်ပြီးတော့ 我、哦、的点干的好多、啊，炸的洋芋嘛，多、啊、太了下嘞，哎，一个人抓来了三。